။နုပညာလောကမှာနေရာထက်ရအောင်မူဤကိုလိုပေးဆက်တော်မယ်နေဝင်ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အဆိုတော်ဘွားမှာဘာကြီးဖြိုနေဥနေဝင်ဆိုပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုခိုင်မာရခဲ့တဲ့နေဝင်ကတော့တိရုပ်ဆောင်လောကမှာလည်းသူမသူတဲ့တိရုပ်ဆောင်ချက်တွေကြောင့်နမေကြီးနုပညာရှင်တယောက်ဖြစ်ခွင့်ရခဲ့တာလည်းဖြစ်ပါရည်အစိုးရများစုကတရုတ်ဆောင်နေပေကိုကူပြောင်းလာချိန်မှာနေဝင်းကလည်းအားကြမခံစူးစမ်းခဲ့သူပါ ီတာဘက်မှာလည်းထူးချွတ်သူတယောက်ဖြစ်တဲ့နေဝင်းဟာတယောက်ဆောင်လောကတွေကိုစတင်ကူးပြောင်းလာချိန်မှာကျုံဟင်းသေးစားလေးဆိုပြီးတော့နာမည်ကြီးခဲ့တဲ့ထိပါပြီ။နေဝင်းရဲ့ရုပ်ရည်နဲ့ဟန်ပန်မူရာတွေဟာကျုံဟင်းပုံစံလိုမျိုးဖြစ်နေတာပါ။မင်းသားတယောက်နေနဲ့စကားဆိုင်ရိုက်တွေကအချိန်မှပဲလွဲချက်မရှိသလောက်နေတဲ့တယောက်ဆောင်ချက်တွေကြောင့်ပရိသတ်တွေရဲ့တခဲနဲ့အားပေးမှုကိုရှာခဲ့တယ်လို့ကယ်ဒမီတန်းဝင်မင်းသားတယောက်တောင်ဖြစ်ခဲ့တဲ့အထိကိုအောင်မြင်ခဲ့တာပါ။ သူရင်ကြိုးစားအထောက်မှုတွေတရုတ်ဆောင်ပြည်ပြမှုတွေကြောင့်ပြည်သက်တွေရဲ့အားပေးမှုပြင်ဝိုင်းရင်တရုတ်ဆောင်တွေရဲ့ချီးကျူးခြင်းကိုပါရရှိခဲ့တဲ့ထင်ပါပြီ။သူရဲ့ရုပ်ရှင်ဇာတ်ကားနှစ်ကားဖြစ်တဲ့ရှီဝဲမိုးနဲ့ဇာဟိဒရုပ်ရှင်ဇာတ်ကားနှစ်ကားစလုံးက2023ကယ်ဒမီပေးပွဲမှာဇာတ်ကားနေဇာတ်ကားအနေနဲ့ပါဝင်ခဲ့ပြီးတော့အမှုပညာရှင်တော်တော်များကတော့နေဝင်းကိုဇာဟိဒရုပ်ရှင်ဇာတ်ကားနဲ့အမျိုးသားဆက်ဆောင်အနေနဲ့ကယ်ဒမီရလိမ့်မယ်လို့ခန့်မှန်းခဲ့ကြပါပြီ။ခန့်မှန်းခဲ့တဲ့ဇာဟိဒရုပ်ရှင်ဇာတ်ကားနဲ့ကယ်ဒမီမရခဲ့ပေမယ့်ပထမဆုံးပွဲဥထက်ဖြစ်တဲ့ရှီဝဲမိုးဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသားဆက်ဖို့စု ကိုထိုက်တဲ့တန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အကယ်ဒမီစုဆိုတာကအနေကြီးတယ်ဆိုတဲ့စကားရှိပေမဲ့တကယ်စူးစမ်းပြီးတော့တရားဆောင်ကောင်းရင်အကယ်ဒမီရနိုင်တယ်ဆိုတာကိုနေဝင်းကအချိန်ခဏလေးအတွင်းမှာသက်သေပြခဲ့တာလည်းဖြစ်ပါတယ်။နေဝင်းကတော့စူးစမ်းမှုရဲ့ကံတရားရဲ့အကြောင်းအချိန်တိုလေးနဲ့အာမေမှုရခဲ့တာလည်းဖြစ်ပါတယ်။ ူရဲ့စူးစမ်းမှုတွေကြောင့်ကင်မီရလာတဲ့အပေါ်မှာပရိသတ်တရားဝိုင်းဝန်းခွန်ပြုပေးနေကြပေမဲ့တရုတ်ဆောင်ကောင်းလို့မဟုတ်ဘူးကန်ကောင်းလို့ကယ်ဒမီကိုချက်ကန်းဆန်အုပ်တူပြီးရတာဆိုတဲ့ဝေဖန်တန်တွေကလည်းအများအပြားပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။နေဝင်းကတော့သူရဲ့နုပညာအပေါ်မှာချီကျူးသူတွေဝေဖန်သူတွေနဲ့ပြည့်နေနေတာမလို့သူရဲ့စိတ်ထဲမှာအနုပညာကိုချစ်တဲ့စိတ်ဘလောက်ရှိလဲဆိုတာသက်သေပြဖို့ပြင်ဆင်နေပါပြီ။နေဝင်းကတော့အနုပညာကိုချစ်တဲ့စိတ်ဘလောက်ပြည့်တယ်လဲဆိုတာကိုမိုးရီကိုလိုမျိုးပေးဆက်ပြီးတော့သက်သေပြဖို့ပြင်ဆင်နေပါပြီ။မိုးရီကလည်းတခုရစကားမှာ ဇက်အပေါ်ဘလောက်သစ္စာရှိလေးဆိုတာသပင်ဖြတ်ပြီးတော့တတိပြခဲ့တာပါမိန်းကလေးတိုင်းမြန်လို့တဲ့သပင်ကိုဇဝင်ကန်းအတွက်ပေးဆက်ပြီးတော့ညှက်ခဲ့တာမလို့ပရိသတ်တွေကြားမှာတယောက်ဆောင်ကောင်းတယောက်ဆက်ပြီးတော့နာမည်တွင်ခဲ့တဲ့ထီပါပဲမိုးရီကွာတော့ပေးဆက်မှုတချို့လုပ်ခဲ့တဲ့တကုတ်တရစကားကြီးနဲ့ဂရမီရဖို့အထိမှန်းခံခဲ့ရတယ်လို့ပရိသတ်ချစ်ကိုလည်းထပ်ပြီးတော့ရရှိခဲ့တာလည်းဖြစ်ပါတယ်အခုလည်းနေဝင်းကမိုးရီကိုရဲ့လမ်းစဉ်ကိုလိုက်ပြီးပရိသတ်ရှင်ရဲ့နေရာတရားရအောင်စူးစမ်းတော့မှလည်းဖြစ်ပါတယ်နေဝင်းကတော့သူရဲ့တံမိုးထားခဲ့တဲ့သပင်ရှိကိုစွန့်လို့ပြီး ပရိသတ်ချစ်ကိုရအောင်စူးစမ်းတော့မှာပါ။သဘင်ရှိကိုအချိန်တော်ကြာထားခဲ့တာမလို့တန်ရုံးစင်တွေ့ပေမဲ့အနုပညာလောကမှာနေရာတနေရာထိရအောင်ပေးဆက်ဖို့ပြင်နေရလည်းဖြစ်ပါရည်။နေဝင်ကတော့ခုချိန်မှာသဘင်ရှင်နဲ့ရိုက်လို့ရတဲ့ဆက်တွေကိုရသလောက်ရိုက်နေပေမဲ့ဒရိုက်တာကသဘင်ညက်မယ်ဆိုရင်အဆင်သင့်မယ်ဆိုပြီးတော့နုပညာဘောကိုချစ်တဲ့စိတ်ကိုပရိသတ်တီအောင်ပြောပြလာခဲ့တာလည်းဖြစ်ပါရည်။နေဝင်ကတော့လည်းရှိမှာအဆိုတော်မင်းသားဘဝနဲ့ပရိသတ်အားပေးမှုရထားသူတယောက်ဖြစ်တယ်လို့ဒီထက်ပိုပြီးတော့အမြင်မှုတွေရအောင်ပရိသတ်တိမဲ့ပြူတာခံရအောင်ပေးဆက်ဖို့ပြင် င်ဆင်းနေပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အခုလိုစိတ်ဝင်စားဖို့ရာကောင်းတဲ့သတင်းကြောင်းရာတွေကိုချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။